မင်္ဂလာပါရှင် Agilistic English မှာကြိုဆိုပါရစေ။ကျမတို့အခုဒီ lesson မှာနေ့စဉ်ကြုံတွေ့ရတဲ့အခြေအနေတွေမှာသုံးလို့ရမယ့်ဝါကျတွေအဝေါ်ဟာရအသုံးနှုန်းတွေကိုလေ့လာသွားပါမယ်။အခြေအနေတစ်ခုမှာဝေါ်ဟာရအသုံးနှုန်းတစ်ခုပဲသိုံနဲ့မနှုံလောက်ပါဘူး။ဥပမာဟိုကျေးဇူးတင်တယ်လို့ပြောချင်ရင် Thank you မသိဘူးလို့ပြောချင်ရင် I don't know ဒီလောက်ဟိုပဲသိုံနဲ့မနှုံလောက်ဘူးပေါ့နော်။ အဲစကားပြောပို့ပြီးကျွမ်းကျင်အောင်ဝေါ်ဟာရတွေလည်းကြွယ်ဝဖို့လိုအပ်ပါတယ်အဲ့တော့ဟိုအခြေအနေတစ်ခုစီမှာသုံးလို့ရမယ်ပြောနည်းပုံစံမျိုးစုံကိုအခုဒီ lesson မှာလေ့လာသွားပါမယ်ပထမဆုံးနှုတ်ဆက်စကားပြောတဲ့ပုံစံလေးတွေကိုရင်ကြည့်မယ်နော် Hello how are you Hello နေကောင်းလား Hello how are you ဒါကတော့အားလုံးသိပြီးသားဖြစ်မှာပါ Hello how are you တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဟိုရင်းနှီးရသူတွေနဲ့ပြောတဲ့အခါမှာပြောလို့ရတာက what's up ဘလို့လဲဘာထူးလဲဆိုတဲ့သဘောပေါ့နော် what's up what's up နောက်ထပ်ဘလို့လဲဘာထူးလဲလို့ပြောလို့ရတာက what's new what's new how's it going အချိန်နေဘလို့လဲ how's it going how's everything အခြေအနေအလုံးဘယ်လိုလဲအဆင်ပြေလားဆိုတဲ့သဘောပေါ့ How's everything? Long time no see. မတွေ့တာကြာပြီနော်။ Long time no see. မတွေ့တာကြာပြီဖြစ်တဲ့အတွက်မေးလေရှိတာက What have you been up to lately? အခုနောက်ပိုင်းတွေမှာဘာတွေလုပ်နေလဲဒီနောက်ပိုင်းတွေမှာဘာတွေလုပ်ဖြစ်လဲပေါ့နော် What have you been up to lately? What have you been up to lately? တချို့စကားတွေကတရိပ်ဘာသာပြန်လို့မရတဲ့အတွက်ဒီလက်စင်တစ်လျှောက်မှာမြန်မာလူစာရန်တော့မထိုးတော့ပါဘူးဒါပေမဲ့မြန်မာလူတော့ရှင်းပြသွားပါမယ်အစကနေဒီနှုတ်ဆက်စကားတွေကိုပြန်ပြောကြည့်အောင် How are you? What's up? What's new? How's it going? How's everything? Long time no see. What have you been up to lately? စောစောကနှုတ်ဆက်စကားတွေကိုပြန်ဖြေတဲ့နည်းလေးတွေကိုပါကြည့်လိုက်ကြရအောင် How are you ကိုပြန်ဖြေလေးရှိတဲ့ပုံစံကတော့ I'm fine thanks ကျမနေကောင်းပါတယ်ကျေးဇူးပါ How about you သင်ရောဘယ်လိုလဲနေကောင်းလားပေါ့ I'm fine thanks How about you I'm fine thanks How about you နောက်ထပ်ပြန်ဖြေလို့ရတဲ့ပုံစံတွေကိုပါကြည့်ရအောင် Pretty good ိတ်ကောင်းတာပေါ့ pretty good pretty good not bad မဆိုးပါဘူး not bad not bad ဆိုးဆိုးကအချိန်နေဘလို့လဲအဆင်ပြေလားလို့မေးတာ우ပြန်ပြေလို့ရတဲ့ပုံစံကတော့ i can't complain မကောင်းတာပြောစရာမရှိပါဘူးအားလုံးအဆင်ပြေပါတယ်ဆိုတဲ့သဘောပေါ့နော် i can't complain စကားပြောရင်များသောအားဖြင့်ရှေ့ကအာယုံဖြုတ်ပြီးတော့ can't complain လို့လေးပြောလို့ရှိတယ်။ can't complain ရင်တိုင်းမှာပဲဆိုရင် same as always same as always same as always um ရန်အဆင်ပြေကြီးအကောင်းကြီးမဟုတ်ပါဘူးဆိုရင် not so great not so great not so great နောက်တစ်မျိုးပြောလို့ရတာက it could be better it could be better အာဒီတပ်ပေါ်ကောင်းရမှာအခုတော့ရန်အဆင်ပြေကြီးအရန်ကောင်းကြီးမဟုတ်သေးပါဘူးဆိုတဲ့သဘောပါပဲเนาะ it could be better စကားပြောရင်အရှိအ it ကိုဖြုတ်ပြီးတော့ could be better ဒီလိုလဲပြောလို့ရှိတယ် could be better ဒီပြန်ပြေနီးလေးတွေကိုအစနဲ့အတူတူပြန်ပြောကြည့်အောင်เนาะ i'm fine thanks how about you pretty good not bad. Can't complain. Same as always. Not so great. Could be better. I should get going. I should get going. I should get going. It was nice chatting with you. သင်နဲ့စကားပြောရတာကောင်းပါတယ်။ It was nice chatting with you. It was nice chatting with you. See you later. နောက်မှတွေ့မယ်နော်။ See you later. See you later. Let's keep in touch. အဆက်အသွယ်လုပ်ကြရအောင်။အဆက်အသွယ်မပြတ်စေနဲ့နော်ဆိုတဲ့သဘောပေါ့နော်။ မြန်မာလိုတော့ဒီလိုပြောလို့မရှိဘူးပေါ့ဒါပေမဲ့ English မှာတော့ဒါပြောများပါတယ် Let's keep in touch Let's keep in touch Take care you say no Take care Take care အစားနေအတူတူပြန်ပြောကြည့်အောင်နော် I should get going It was nice chatting with you See you later Let's keep in touch. Take care. အတုံးများတဲ့ကျေးဇူးတင်တဲ့ပြောနည်းလေးတွေကိုကြည်လိုက်ကြရအောင်။ Thank you. Thanks. ဒီနှစ်ခုကတော်တော်အတုံးများပါတယ်။ Thank you ဆိုလို့ရှိရင် s မပါဘူးเนาะ။ Thanks တလုံးနဲ့ပြောလို့ရှိရင် s ထည့်ပေးရတယ်။ဒါလေးကတော်တော်များများမှားတတ်ပါတယ်။ Thank you. Thanks. I really appreciate it. အမ်သင်ရဲ့ကျေးဇူးကိုတန်မိုးထားပါတယ်ဆိုတဲ့သဘောပေါ့နော် appreciate ဆိုတာကဒါတန်မိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ I really appreciate it ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့သဘောလည်းတက်ရောက်ပါတယ် I really appreciate it ဒီခါလေးကြရင်နှစ်ခုကိုဟိုတွဲပြီးတော့ပြောလို့ရှိတယ် Thanks I really appreciate it Thank you I really appreciate it ဒီလိုပြောလို့ရှိတယ်နော် I'm really grateful ကျေးဇူးများရင်တင်ပါတယ် I'm really grateful I'm really grateful That's very kind of you သင်ကအရင်သဘောကောင်းတာပဲเนาะ That's very kind of you That's very kind of you I owe you one သင်ပေါ်အကျွေးတစ်ခုတင်သွားပြီ I owe you one I owe you one အစအနေအတူတူပြန်ပြောကြည့်အောင်เนาะ Thank you. Thanks. I really appreciate it. I'm really grateful. That's very kind of you. I owe you one. Jesus didn't ပြောတာကိုပြန်တုံ့ပြန်တဲ့နည်းတွေကိုကြည့်အောင်နော်။ You're welcome. ဒါကတော့အတော့များတဲ့အတွက်အားလုံးသိပြီးသားဖြစ်မှာပါ။ You're welcome. no problem ပြဿနာမရှိပါဘူးရပါတယ်ဆိုတဲ့သဘောပေါ့ no problem no problem no worries စိတ်မပူပါနဲ့ရပါတယ် no worries no worries my pleasure ကျမရဲ့ဝမ်းသာမှုပါအခုလိုကူညီရတာဝမ်းသာပါတယ်ဆိုတဲ့သဘောပါပဲเนาะ my pleasure my pleasure don't mention it ပြောမနေပါနဲ့ရပါတယ် don't mention it don't mention it any time အချိန်မရွေးပဲအချိန်မရွေးအကူကြီးတောင်းလို့ရပါတယ်ဆိုတဲ့သဘောနဲ့ပြောတာဖြစ်တယ် any time any time အစားနေအတူတူပြန်ပြောကြည့်ရအောင်နော် you're welcome no problem no worries My pleasure. Don't mention it. Anytime. မသိဘူးပြောတဲ့ပုံစံတွေကိုကြည့်အောင်နော် I don't know ဒါကတော့တိုက်ရိုက်မသိဘူးပြောတဲ့ပုံစံပေါ့နော် I don't know I don't know I have no idea သို့မဟုတ် I have no clue မပြောတတ်ဘူးလေဒီသဘောပေါ့နော် I have no idea I have no clue. I can't help you there. ဒီမှာတော့ကျမမကူညီနိုင်ဘူးမသိဘူးဆိုတဲ့သဘောပါပဲเนาะ I can't help you there. I can't help you there. I'm not really sure. i I'm not really sure. I'm not really sure. I've been wanting to know that too. မတည်ဘူးလို့တိုက်ရိုက်ပြောမဲ့အစားကျမလည်းအဲ့ဒါကိုသိချင်နေတာဒီလိုပြောလိုက်တော့ဟိုမတည်ဘူးဆိုတဲ့သဘောပါပဲเนาะ I've been wanting to know that too I've been wanting to know that too I'll find out for you ကျမရှာပေးမယ်ကြည်ပေးမယ်ဒါကတော့တွယ်ဝိုက်ပြီးတော့ဒါမသိဘူးလို့ပြောရတဲ့ဘောပဲပေါ့နော်မသိဘူးဒါပေမဲ့ရှာပေးမယ်ကြည်ပေးမယ်ပေါ့ I'll find out for you I'll find out for you အစနဲ့အတူတူပြန်ပြောကြည့်အောင်နော်အားလုံး I don't know I have no idea သို့မဟုတ် I have no clue I can't help you there I'm not really sure I've been wanting to know that too I'll find out for you တဖက်လူပြောတာကိုသဘောတူတယ်ထောက်ခံတယ်လို့ပြောနေလေးတွေကိုကြည့်အောင် right mane right exactly ati ja exactly exactly absolutely lowa be um te ja de thauk khan no absolutely absolutely that's so true thait man na bo that's so true that's so true that's for sure အသေးချပဲ That's for sure That's for sure I agree ကျွန်တော်ထောက်ခံတယ် I agree တရားဂိုင်လုံးထောက်ခံတယ်ဆိုရင် I agree 100%ဒီလိုလဲပြောလို့ရှိတယ် I agree 100%အစားအနေအားလုံးကိုတူတူပြန်ပြောကြည့်အောင် Right Exactly Absolutely That's so true. That's for sure. I agree. I agree 100%. တပတ်လူပြောတာကိုမထောက်ခံဘူးသဘောမတူဘူးဆိုရင်တော့ I don't agree. I don't agree. I don't agree. I'm afraid I disagree. I'm afraid ဆိုတာကဒါအားနာပါတယ်ဆိုတဲ့သဘောပေါ့နော်အတိအကျရတော့မဟုတ်ဘူးဒါပေမဲ့နီးစပ်တာပေါ့အဲ့တော့ I'm afraid I disagree ကျွန်တော်အမ်အားနာပါတယ်မထောက်ခံဘူးသဘောမတူဘူးဆိုတဲ့သဘောပေါ့နော် I'm afraid I disagree I'm afraid I disagree လုံးဝကြီးဟိုမထောက်ခံဘူးသဘောမတူဘူးလို့ပြောမဲ့အစား I'm not so sure about it ကျွန်တော်ကတော့ဒီကိစ္စကိုသိမသိကြဘူးပေါ့ I'm not so sure about it. I'm not so sure about it. That's not how I see it. ကျွန်တော်ကတော့ဒီလိုမမြင်ဘူး That's not how I see it. That's not how I see it. Not necessarily. သင်ကြပေါ့မဟုတ်ပါဘူးပေါ့เนาะဒါကြီးอ่ะ Not necessarily. not necessarily အစအနေအားလုံးကိုတူတူပြန်ပြောကြည့်အောင်နော် I don't agree I'm afraid I disagree I'm not so sure about it That's not how I see it not necessarily နေ့စဉ်ဒီနေ့တာမှာပင်မန်းတဲ့အခြေအနေလေးရှိတတ်ပါတယ်အဲ့တော့ပင်မန်းတယ်လို့ပြောတဲ့ပုံစံလေးမျိုးကိုပါကြည့်အောင်နော် I'm tired ဒါကတော့အားလုံးသိပြီးသားဖြစ်မှာပါကျမပင်ပန်းနဲ့ကျွန်တော်ပင်ပန်းနဲ့ I'm tired ရန်ပင်ပန်းနေပြီဆိုရင်တော့ I'm exhausted I'm exhausted exhausted ဆိုတာကဒါရန်ပင်ပန်းနဲ့ uh very tired နဲ့အတူတူပါပဲ I'm exhausted I'm exhausted I'm dead tired ဒါဆိုရင်တော့တီလောက်အောင်ပင်မနေပြီအရန်အရန်အရန်ကိုပင်မနေပြီဆိုတဲ့သဘောပေါ့နော် I'm dead tired I'm dead tired I'm beat ဒါတော့ slang ကိုသုံးပြီးတော့ပြောတာဖြစ်တယ် I'm beat အရန်ပင်မနေပြီဆိုတဲ့သဘောပါပဲနော် I'm beat I'm beat I can hardly keep my eyes open ဒါတော့ရမ်းပင်မနေလို့မျက်လုံးတွေတော့မှကောင်းကောင်းမဖွင့်နိုင်တော့ဘူးဆိုတဲ့သဘောပေါ့နော် I can hardly keep my eyes open မျက်လုံးတော့မှကောင်းကောင်းမဖွင့်နိုင်တော့ဘူး I can hardly keep my eyes open အလုံးကိုစာနေတူတူပြန်ပြောကြည့်အောင်နော် I'm tired I'm exhausted I'm dead tired I'm beat I can hardly keep my eyes open. ခုဘေးပတ်ဝန်းကျင်ကလူတွေစီကသတင်းကောင်းကြားလို့ရှိရင်တုံ့ပြန်တဲ့ပုံစံလေးတွေကိုပါကြည့်လိုက်ကြရအောင်နော် awesome အရန်ကောင်းတာပေါ့ awesome awesome နောက်တစ်မျိုးပြောလို့ရတာက that's great that's great how wonderful ဘလောက်ကောင်းလိုက်တလဲ how wonderful သို့မဟုတ် how nice how nice I'm so happy for you. မင်းတွင်ငါအရန်ပြောပါတယ်ပေါ့ I'm so happy for you. သို့မဟုတ်တခြား subject တွေလည်းစာထုတ်ပြီးတော့ပြောလို့ရတယ်။ I'm so happy for her. I'm so happy for them. စသဖြင့်ပေါ့နော်။အစနဲ့အားလုံးကိုတူတူပြန်ပြောကြည့်အောင်နော်။တင်းကောင်းဆိုတော့အတန်တက်ကြွနေတာပေါ့နော်။ Awesome. That's great. How wonderful! How nice! I'm so happy for you. တခါတလေကြာရင်သတင်းကောင်းပြင်သတင်းဆိုးတွေလည်းကြားတတ်ပါတယ်အဲ့လိုအခြေအနေကြာရင်ဘယ်လိုပြန်ပြောလို့ရမလဲနော်သတင်းဆိုးကြာရင် That's too bad. That's too bad. That's terrible. That's terrible. လူလေးတွေပြောလို့ရတာပေါ့နော် I'm so sorry to hear that. ဒီလိုကြားတာစိတ်မကောင်းပါဘူး. I'm so sorry to hear that. I'm so sorry to hear that. Is there anything I can do to help? ကျမဘာအကူအညီပေးလို့ရမလဲ?ဘာအကူအညီလိုလဲပေါ့?ကိုယ့်ဘက်ကဘာလုပ်ပေးရမလဲဆိုတဲ့သဘောပေါ့နော်. Is there anything I can do to help? ဥပမာတရားကိုဆုံးပါသွားတာတို့ accident ဖြစ်တာတို့ဆိုလို့ရှိရင်ကိုကဒီလိုမေးခွန်းလေးကိုမေးလို့ရတာပေါ့နော် is there anything i can do to help စာနဲ့အလုံးကိုတူတူပြန်ပြောကြည့်အောင်နော် that's too bad that's terrible i'm so sorry to hear that is there anything i can do to help အားလန့်ချိန်တွေမှာကိုတငယ်ချင်းမိတ်ဆွေတွေလှုပ်ဖို့ကင်ပတ်တွေကိုကိုနဲ့တခုခုလှုပ်ဖို့ဖိတ်ခေါ်နီးဖိတ်ကြားနီးတွေကိုကြည်အောင်ရင်ဆုံးသူတို့အားလာလို့မေးတင်တာပေါ့ Are you free tomorrow? Are you free tomorrow? မနက်ဖြန်အားလာ Tomorrow နေရာမှာတခြားအချိန်တွေလည်းအစားထိုးပြီးတော့အဆင်ပြေသလိုပြောလို့ရပါတယ် Are you free tomorrow? ို့မဟုတ် are you doing anything this saturday ဒီစနေဘာလုပ်ဆရာရှိလဲ are you doing anything this saturday are you doing anything this saturday မရှိဘူးဆိုရင်တော့ကိုနဲ့အတူတခုခုလုပ်ဖို့ဖိတ်ခေါ်လို့ရတာပေါ့ do you want to go shopping ဈေးဝယ်ထွက်ခြင်းလား do you want to go shopping do you want to go shopping Would you like to join me for dinner? ကျွန်တော်နဲ့ dinner လိုက်စားပါလား Would you like to join me for dinner? Would you like to join me for dinner? I'd like to invite you to my birthday party. ကျမရဲ့မွေးနေ့ပွဲကိုဖိတ်ချင်ပါတယ်။ I'd like to invite you to my birthday party. I'd like to invite you to my birthday party. အားလုံးစာအနေအတူတူပြန်ပြောကြည့်အောင် Are you free tomorrow? Are you doing anything this Saturday? Do you want to go shopping? Would you like to join me for dinner? I'd like to invite you to my birthday party. တနေ့တာကြုံတွေ့ရတဲ့ရာသီဥတုအခြေအနေတွေကို describe လုပ်တဲ့ပုံစံမျိုးကြည့်အောင် It's sunny နေသားတယ် It's sunny တိမ်လွှမ်းနေရဆိုရင်တော့ it's cloudy it's cloudy ဒါတွေကတော့လွယ်လဲလွယ်ပါတယ်တည်ပြီးသားဖြစ်မှာပါအပြင်မှာပူချစ်တောက်နေရဆိုရင် it's scorching hot outside scorching hot ဆိုတာကပူချစ်တောက်နေရဆိုတဲ့အဓိပ္ပာယ်ပေါ့ it's scorching hot outside it's scorching hot outside it's a little chilly today ဒီနေ့နည်းနည်းအေးတယ် a little chilly ဆိုတာဒါနည်းနည်းအေးတယ်ပေါ့ It's a little chilly today It's a little chilly today Je အရန်အေးတယ်ဆိုရင် It's freezing It's freezing very cold လို့ပြောမယ်အစား freezing နဲ့သုံးလေးရှိတယ် It's freezing အရန်အေးတဲ့အခြေအနေတွေမှာအဝတ်အစား uh, make sure to bundle up make sure to bundle up make sure to bundle up it's pouring outside ဒီမှာမိုးရေအရန်ရွာနေတယ်မိုးသဲနေတယ်ပေါ့ it's pouring outside it's pouring outside it's really windy outside. အပြင်မှာလေအရန်တိုက်နေတယ်။ It's really windy outside. စာနေအားလုံးအတူတူပြန်ပြောကြည့်အောင်။ It's sunny. It's cloudy. It's scorching hot outside. It's a little chilly today. It's freezing. Make sure to bundle up. It's pouring outside. It's really windy outside. နေ့စဉ်သုံး speaking ပုံစံတော်တော်များများကိုလေ့လာခဲ့ပြီးပြီဆိုတော့စကားပြောတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေသွားမယ်ပို့ပြီးတော့ကျွမ်းကျင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေ။ If you like this lesson, give it a thumbs up, follow Atulistic on Facebook, and subscribe to our channel on YouTube to get the latest lessons. Thank you and happy learning. I'll see you in the next lesson.